အားလုံးပဲမင်္ဂလာပါခင်ဗျာဝင်းမြောက် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့တင်ပြပေးသွားမှာကတော့ကြောပြင်ပဲပဲအောက်ပိုင်း၌မဲ့ပါရှိသူအမျိုးသားအမျိုးသမီးများ၏ဘဝကကြမှာအကြောင်းကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအမျိုးသားများမှာကြောပြင်ပဲပဲအောက်ပိုင်း၌မဲ့ပါရှိခဲ့ပါကထိုအမျိုးသားများမှာယူယူမှန်မှန်တက်တည်ရှိသူဖြစ်ပါတယ်တဏ္ဍာရာကကြီးသူလည်းဖြစ်တတ်ပါတယ်အမျိုးသမီးများနဲ့ပတ်သက်၍ပြဿနာတက်ရတတ်ပါတယ်တရားစွဲခံရတတ်ပါတယ် အမျိုးသမီးများမှာကြောပြင်ပက်ပက်အောက်ပိုင်းနဲ့မှဲ့ပါရှိခဲ့ပါကထိုအမျိုးသမီးများမှာစိတ်ကြီးသူအညှို့တကြီးသူဖြစ်ပါတယ်။ရန်သူကိုကလစားချင်မှကျဉ်တတ်သူဖြစ်ပါတယ်။ယောက်ျားများနဲ့ကြီးငယ်မွေလက်ရောညီတွေပေါက်တဲ့သူဖြစ်ပါတယ်။အိမ်တော်ရွေးတွေနမည်ပြတ်တက်ပါတယ်။ကိုကိုကိုတေချောင်းကြံတက်ပါတယ်။မှတ်နေပတ်သက်၍တတိပြုရမယ့်အချက်များရှိပါတယ်။မဲ့ပါတိုင်းကောက်ကြီးစိုးကျုပ်ကိုကြိတ်တည်ပြောရင်မရပါဘလို့မဲ့လဲဆိုတာကြည့်ရပါသေးတယ်မဲ့ဖြူမဲ့ဖြူဖြစ်ပါကအလေလက်တာကောက်ကြိုးစိုးကျုပ်ကိုပိတ်တဲ့တီဟုမှတ်ယူရပါမယ် မဲ့နေမဲ့နေသည်ကောက်တဲ့နေရာမှာဆိုရင်ထူးထူးကဲကဲကောက်ချိုပေးတတ်ပါတယ်မကောက်ချိုပေးသည့်နေရာမှာဆိုပါကအနှဲငယ်မြတ်တာမကောက်ချိုပေးတတ်ပါတယ်မဲ့ညိုမဲ့ညိုရဲ့သဘောတရားမှာတော့တစ္ဆာသမားတိရှိခြင်းတနာကျင်တာတခြင်းကုညီတခြင်းသဘောရှိပါတယ်မဲ့နဲ့မဲ့နဲ့ကတော့မကောက်ချိုကိုများစွာပေးတတ်ပါတယ်ကောက်ချိုပေးသောနေရာနဲ့ဖြစ်ပါကနည်းနည်းပဲပေးတတ်ပါတယ်မဲ့ဝါမဲ့ဝါကတော့စိတ်ကိုရဲ့စိမြတ်တာဖြစ်တတ်ပါတယ်ထုံမဲ့ရှိသူများအနုပညာလုံးလို့သူဖြစ်ကအောင်မြင်တတ်ပါတယ်အနုပညာကိုဝါသနာပါတတ်ပါတယ် မဲ့စိမဲ့စိကတော့မုံမြတ်တဲ့မဲ့တမျိုးပဲဖြစ်ပါတယ်။ထုံမဲ့စိသည်ပုပ်ကိုထူမြတ်လိုက်တာတွေ့ရတတ်ပါတယ်။ပါရမီထူသောပုပ်ကိုမြတ်လိုက်တာပါလီရှိပါတယ်။မဲ့ရှင်မဲ့ရှင်ကတော့အရောက်သွေးကဒီကမဟုတ်ပါ။မဲ့ရှင်ပါပါကပါရဝဲပါပါကောက်ချိုးကိုထူခဲ့ဆောင်ပေးတတ်ပါတယ်။အနှင်းငယ်တွေကလည်းရွတ်တတ်ပါသေးတယ်။ပေါ်တူဂီကျူခဲ့သူမြတ်လိုက်တာတွေ့ရတတ်ပါတယ်။ပျောက်ကွယ်သွားခြင်းမျိုးလည်းရှိတတ်ပါတယ်။ဒါကြောင့်မိမိပါအထက်ပါတိုင်းဘလို့မှက်ပါရင်ဘာဖြစ်မဲ့ဆိုတော့ကိုမှက်ရောင်လိုက်ပြည့်စုံမှက်ယူပါမှာပိုရအဟောမှန်တာဖြစ်ပါတယ်တိကျတော့အဖြစ်လည်းဖြစ်ပါလိမ့်မယ် ဒါကြောင့်ဘယ်နယ်မှာပါတိမဲ့ကိုတင်ပြသည်ဖြစ်စေမဲမျိုးစရထပ်မံချိန်ဆယူပါမှာပေါ်ရအဟောင်းမှန်တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဝင်းမြောင် channel လေးကိုအားပေးနေတော်ချစ်မိတ်ဆွေများစိတ်ချသာခြင်းကိုယ်ကျေးမာခြင်းနဲ့ပြည့်စုံ၍လိုရစနာများပြည့်ဝကြပါစေခင်ဗျာ။ကျွန်တော်ကတော့တင်ဆက်သူအောင်ရဲ့ဟေးပဲဖြစ်ပါတယ်ခင်ဗျာ။